နေခြင်းလို့ပြေးတာမဟုတ်တော့ဘူးအခုကမနေရဲလို့ပြေးတဲ့အဆင့်ဖြစ်သွားတယ်အဲ့ကြောင့်တလိုင်းတစ်ဖွဲ့တွေကဟိုလေနဲ့ပဲပြောရသေးတယ်မင်းတို့လာတိုက်မယ်ဆိုရင်လေနဲ့ပဲပြောရသေးတယ်အမှန်ဆိုရင်တော့အဲ့လိုမျိုးပြောလာပြီဆိုရင်ဒါတို့တို့အတွက်အခွင့်အရေးလို့တို့ကသတ်မှတ်ကြတာအရင်တည်းကမင်္ဂလာပါကျွန်တော်ဒီရက်ထဲမှာ သိရတဲ့အတွင်းထဲကနေပြီးတော့စုံစမ်းသိရတဲ့ဒါမင်းအွန်လိုင်းရဲ့စစ်ကောင်စီပေါ့နော်စစ်ကောင်စီရဲ့တက်တွင်းကအခြေအနေလေးတွေပေါ့နော်ပြီးတော့ဒီလက်တော်မှာဖြစ်သွားတဲ့ထူးခြားဖြစ်စဉ်တွေရဲ့နောက်ဆက်တွဲနောက်ဆက်တွဲဘာတွေဖြစ်သလဲဆိုတဲ့ဟာလေးတွေကျွန်တော်သိရတော့ပြောပြမယ်ပေါ့နော်အမနီရဒါခလက်56ရွှေကူအဲအဲဥစ္စာမှာကျွန်တော်တို့ဒါ KI နဲ့ PDF တက်ဖွဲ့တွေကပေါ့နော်ပြစ်ချလိုက်တဲ့ရဲရင်နှစီအဲ့ဒါကိုတစည်းအာရွှေကူကခလာကျ56တဲကိုဆင်းသွားတယ်ပေါ့နော်အဲဥစ္စာကိုဒါကြော်လိုင်းတက်ဖွဲ့တွေကအဆုံးထိလိုက်ကြိတ်တယ် ြိတ်တဲ့အချိန်မှာဒီရဲရင်လည်းပျက်စီးသွားတယ်ပေါ့နော်ပြီးတော့အဆစ်ပါပါသေးတယ်တန်ချက်ကတွေဖောကားတွေပေါ့နော်အဲ့တော့အဲဥစ္စာနဲ့ပတ်သက်လို့မနေ့ကကျွန်တော်သိရတဲ့သတင်းအားကြတော့အဲဒီဘက်မှာပေါ့အဲ့အဲ့ဒီဒီတက်ဘက်မှာပေါ့နော်အဲ့အဲ့56ဘက်မှာဒါလေဒီနဲ့လူဆင်းတာတွေလုတ်တယ်ပေါ့နော်အဲဒီဝိုင်တွဲတို့ဝိုင်အိတ်တို့နှစ်စီးပေါ့နော်အဲ့နှစ်စီးနဲ့လူလာချတယ်အဲ့အဲ့တက်သေးကိုအင်အားဖြည့်တဲ့ပုံစံမျိုးတွေလုတ်တယ်ပေါ့နော်အဲသူတို့တက်ကိုတိုက်ခိုက်ရပြီဆိုတော့ပုံစံမျိုးကြောင့်မလို့များ အင်အားတွေဖြစ်တင်းသလားတော့ပြောတတ်ဘူးပေါ့နော်အဲပြီးတော့နောက်တစ်ခုကဒါရဲရင်နှစင်းနဲ့လည်းလာတယ်တဲ့နောက်မှကျွန်တော်ထပ်သိရအောင်ပေါ့နော်အဲ့ဒါကြောင့်ရဲရင်နှစင်းနဲ့လည်းလူလာချတယ်ပေါ့နော်အဲ့ဒါကြောင့်ဘာလဲဆိုတော့ခုနလေရဲရင်ကိုပေါ့နော်အဲ့မှာဒါ KAI နဲ့ PDF တွေနောက်ဆုံးဆုံးထိလိုက်ကြည့်တဲ့ရဲရင်ကိုဒါပြင်လို့ရမရလာကြည့်တာတဲ့ ပြင်လို့မရတော့ကြတော့ညနေ၄နာရီခွဲမှာမဘခကိုပြန်ပြီးတော့ထွက်သွားတယ်ဆိုရင်သိရတယ်ပေါ့နော်အဲကြည့်ရတာရှေ့ကလာပြီးတော့လူချပါတယ်ဆိုတဲ့ဟာကလုံရွေးယူသလားပေါ့နော်အဲခုနလိုဒါဒီရဲရင်တဲ့လူကြီးလာမှာဆိုတော့ပေါ့နော်အဲအားကြောင့်မလို့ဒါထပ်ပြီးတော့နောက်ထပ်ရဲရင်လည်းဒီထပ်ပြစ်ချခံမှာဆိုတော့လုံရွေးယူပြီးတော့ဒီရဲရင်အပြက်ကိုလာကြည့်တာပေါ့နော် ဟိုပြင်နိုင်စရာအကြောင်းကိုမရှိတော့တဲ့နေသားအဲအဲ့ဒါကြတော့ဝမ်းဝမ်းတာလိုက်တော့ဝမ်းတာလိုက်တော့အဲအကြောင်းမလို့ဒါဆိုညနေ၄နာရီခွဲမှာမဘခောက်ကိုပြန်ထွက်သွားတယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါဟာလေဒါနောက်ဆက်တွဲတည်င်းဗောနော်နောက်တစ်ခုကတော့ဒါရဲကျုပ်တင်ကိုကိုဗောနော်ရဲဘူကျုပ်တင်ကိုကိုဆိုရဲကောင်ဟိုးတဲ့အောက်ကတက်ဖွဲ့မှုတွေတော်တော်များများစိတ်ပြက်နေကြပြီဆိုပြီးတော့ဒါဖျဲသေးတည်င်းဗောနော်အဲဥစ္စာလေဒါဖေးဖို့လာတယ်ဗောနော်ဒါမြန်မာနိုင်ငံတနိုင်ငံလုံးဗောနော်တနိုင်ငံလုံးတက်ဖွဲ့မှုတွေကိုသူကဘာဘာလို့ခိုင်းလဲဆိုတော့နေ့စဉ်လှုပ်ဆောင်ချက်တွေတင်ခိုင်းတယ်ဆိုတော့ ဘယ်ကနေပဲသွားပြီးတော့စစ်ဆေးတယ်ဘယ်အဖွဲ့တွေကိုသွားပြီးတော့ဘာတွေညွန်ကြားတယ်ဘာတွေကြက်မှတ်တယ်ဆိုတော့အာဒီပလီပလာတွေဘလောင်းလဲတွေပေါ့နော်အဲဥစ္စာတွေလှုပ်ဆောင်ချက်တွေပေါ့နော်အဲဥစ္စာတွေကိုဒါကျင်းနန်းနဲ့တင်ခိုင်းတယ်တဲ့အဲ့ဒီဘာမှဖြစ်သေးဘူးတဲ့ကျင်းနန်းနဲ့တင်ခိုင်းတဲ့အထိဘာဖြစ်လို့လဲဆိုတော့ဒါတို့ရဲ့ပုံမှန်လုပ်ငန်းပေါ့နော်ဒါကျွန်တော်ဒီ CDM မလုတ်ခင်တော့လည်းစစ်တပ်ထဲမှာကျွန်တော်ဒါ G3 တွေ AG တွေလောက်ရတဲ့ချိန်မှာအဲကျွန်တော်စီကကျွန်တော် viewer က viewer မှုတွေတက်မှတ်မှုတွေရဲ့နေ့စဉ်လှုပ်ဆောင်ချက်တွေကိုကျွန်တော်ကဒါဘယ်နေ့ဘယ်ချိန် အဲအချိန်ဘယ်နှနိုင်မှာတော့ဘာလုပ်တယ်ဆိုတဲ့ဟာကိုဒါအထက်ကိုတင်ပေးရတာကြီးလောက်ရတာဟုတ်အဲ့ဒါကဒါပုံမှန်အလုပ်ပဲဒါထူးခြားပြီးတော့ဒါအခုမှခိုင်းတာမဟုတ်ဘူးအဲ့တော့အဲ့တုန်းကလည်းကပေါ့နော်ဒါဘယ်သွားတယ်ဘယ်တက်ကိုသွားတယ်အဲသွားစစ်တယ်အဲဘာညွှန်ကြားခဲ့တယ်ဘယ်ချိန်မှာပြန်လာတယ်ပြီးရင်ဘယ်နေရာကိုထပ်သွားတယ်အဲဘယ်ချိန်မှာတော့ဘာလုပ်တယ်ဆိုတဲ့ဟာယုံထိုင်နေဆိုယုံထိုင်ဒါမျိုးပုံစံမျိုးတွေပို့ရတာဟုတ်အဲ့ကြအခုလဲသူတို့ကအဲ့လိုမျိုးခိုင်းတဲ့ပုံစံပဲအဲ့ချိန်ဒီပြဿနာမရှိသေးဘူးပြဿနာဘာဖြစ်လဲဆိုတော့ဒါအခုနောက်ပိုင်းကျဓာတ်ပုံမှာတောင်းတာတဲ့ လုံးဆောင်ချက်ကိုဓာတ်ပုံမှာတောင်းတာအဲထားပါတော့ဘယ်တက်ကိုသွားခဲ့တယ်ဆိုတော့အဲ့တက်ကိုရောက်ရောက်တယ်ဆိုတဲ့ဟာကိုဓာတ်ပုံမှာတောင်းတာပေါ့နော်အဲပြီးတော့မှတ်တမ်းတွေလောက်ခိုင်းနေပေါ့နော်အဲ့လိုမျိုးလောက်ခိုင်းနေအဲ့လိုမျိုးတောင်းနေဆိုတော့ကျတော့တို့လည်း లై ထုတ်ရပြီပေါ့ဗျာမှတ်တမ်းတွေလောက်ရတယ်ဓာတ်ပုံတွေရိုက်ရတယ်အဲ့ဒီထိလည်းဘာမှဖြစ်သေးဘူးလေဘာလို့လဲဆိုတော့ဒါအင်ထုလို့ရတယ်ပေါ့နော်အင်ထုလို့ရတယ်ဒါပေမဲ့သူကအဲဒီအဆင့်သိမ့်မကွာပဲနဲ့ပေါ့နော်အဆင့်သိမ့်မကွာပဲနဲ့အဲငါလည်းပုံမူကြီးဟိုတယောက်ကလည်းပုံမူကြီးဒါပေမဲ့အဲခုနကလို့သူကအောက်က အဆင့်ဖြစ်နေတဲ့အခါမှာပြန်ခိုင်းတဲ့ဟာမျိုးပေါ့နော်ခိုင်းတဲ့ဟာမျိုးကြတော့ချိုးကြတော့အဲသူတို့ထက်ဂျူနီယာကြပြီးတော့ဒါယာရူကြီးနေတဲ့သူတွေရှိတာ哦ရှိရောကြအဲ့လိုမျိုးခိုင်းတဲ့ခါတွေမှာအဆင်မပြေတော့ဘူးဆိုပြီးတော့တီးရဒါလည်းဒါဝန်တာစရာပေါ့နော်သူတို့ချင်းချင်းကြားထဲမှာဖြစ်ပြက်နေတဲ့ဟာတွေပေါ့နော်အဲဒါတယောက်ဆိုရင်ဘာပြောလဲဆိုတော့ဒါရဲမူကြီးငိမ့်ငိမ့်ပေါ့နော်အဲသူကပြောတယ်ပေါ့နော်ဒီအခုခိုင်းတဲ့ရဲချုပ်တင်ကိုကိုပေါ့နော်သူငယ်တော့ကရောအဲ့လိုလှုပ်ဘူးလားပေါ့နော်ရင်းမှုအစိမ်းလောက်ထိစောက်လို့တေချာမလှုပ်ဘဲနဲ့ ဒီမကောင်းတဲ့မိမပဲလိုက်စားနေတာပေါ့နော်ဒါကျွန်တော်ရင်ကျေးလေးပြောလိုက်တာအဲအဲ့လိုမျိုးပုံစံမျိုးပြောတယ်ပေါ့နော်အပေါက်ကွဲပြီးတော့ပြောတယ်ပေါ့နော်ဒါသူကငိမ့်သားယူသွားတဲ့ကောင်တွေနော်အဲ့ကောင်တွေတောင်မှဒီကောင်ရဲ့လောက်ရက်ကိုမကြိုက်ကြတော့ပဲနဲ့အဲအခုလိုမျိုးပေါ့နော်အချင်းချင်းလိုက်ကျက်နေတာဟုတ်ကောဟုတ်သေးလားမင်းတို့ကရောဒါတွေလှုပ်ဖူးလို့လားအဲလှုပ်ရလို့လားအဲ့လိုပုံစံမျိုးမေးတာပေါ့နော်ဟုတ်တယ်အရင်တော့အဲ့လိုမျိုးတွေလှုပ်အောင်ဒါပေမဲ့အခုနွေဦးတော်လိုင်းအိမ်မှာအဲ့ကောင်တွေအဲ့လိုအားစားလှုပ်နေရပြီဘာဖြစ်လို့လဲဆိုတော့မြေပြင်မှာဒါသွားခိုင်းတယ်အဲသွားခိုင်းတဲ့အချိန်မှာတကယ်မသွားရဲဘူးမသွားရဲဘူးဆိုတာတော်လိုင်းတပ်ဖွဲ့တွေကစိုးမိုးထားတယ်ဗျာ အထွက်လာသမျှရေနံကုန်ကြိတ်တယ်ဗျာရေနံကုန်မိုင်းဆွဲတယ်ဗျာပြစ်ခတ်တိုက်ခိုက်တယ်ဗျာအဲကြအဲ့လိုမျိုးပုံစံမျိုးတွေမှာသူတို့မသွားရတော့ကြတော့သူကအသွားပဲပြဘဲကိုထွက်တယ်ဗောနော်အဲထွက်ပြရတယ်သူကခုနလိုခြေနှင်းထဲမှာစာနေပဲကောက်တင်လိုက်တယ်ဒါပေမဲ့အဲ့ဒါကိုအထက်ကနေရောခုနလိုရေကျုပ်တင်ကိုကိုလိုကောင်မျိုးကမခြေနှက်တော့ဗောနော်လိန်နာတွေများလာတော့ကြတော့အေးဟုတ်ပြီမင်းတို့မှတ်မှတ်တတ်ဖို့နေရာစတင်ဆိုတဲ့အခါမှာဒီကောင်တွေလိုက်လို့ရတာဗောနော်တကယ်မသွားရင်ပဲသွားရတာပြီးမသွားရဲပဲနဲ့သွားရတော့တာဗော အဲ့တော့သူတို့တိမ်မှကြောက်လာလို့အခုနောက်လိုမျိုးသူတို့ရဲ့အထက်ကကောင်းတွေကိုပြန်ပြီးတော့မချေမငံပုံစံမျိုးတွေဖြစ်လာတယ်။သူတို့ရဲ့ဒီဥစ္စာကိုဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်လည်းစီးလုံးညင်ညွတ်မှုတွေပို့ပြီးတော့သူတို့ပြုတ်ကွဲနေတယ်။အရင်ကမရှိတာပါ။ဒါပေမဲ့အခုကျတော့ပို့ပြီးတော့ပြုတ်ကွဲလာတယ်ဆိုတဲ့ဟာပေါ့နော်။အောက်ကကောင်တွေလည်းခြေချုံမိသွားတယ်။အဲ့အဲ့ဒါလည်းကောင်းတယ်ပေါ့နော်။အခုဆိုရင်တကယ်သွားဆိုရင်သွားရမယ့်အနေထား။သွားပြီဆိုရင်လည်းပြင်းခံမယ့်အနေထား။အဲ့ကျတော့ သူတို့ကိုကိုတေးတေးရမှာကြောက်လာတယ်ဗောနော်ကြောက်လာတဲ့ခါကျတော့အဆင်မပြေမှုတွေဖြစ်လာတယ်ရှေ့ကဖြစ်စဉ်တစ်ခုရှိတယ်ဗောနော်တိုက်ပွဲနေမြေထဲမှာတိုက်ပွဲတိုက်နေတဲ့နေမြေထဲမှာဗောနော်အဲတိုက်ပွဲတစ်ခုမှာဒါစစ်ကောင်စီဘက်ကဒါဒီအကြီးပိုင်းဆိုတဲ့ကောင်ဗောနော်တိုက်ပွဲနေရမဟုတ်ပဲねတခြားကြည်လွတ်မြေရကောင်ကအောက်ကမြေပြင်မှာတိုက်နေရတဲ့ဒုတိယမှုဆိုတဲ့ကောင်ကိုမင်းမလုတ်တတ်ဘူးလားမင်းမလုံနိုင်ဘူးလားမင်းဒါတော့ ဒါမင်းမတိုက်နိုင်ဘူးလားဆိုရယ်ပုံစံမျိုးပြောရခါကျတော့အောက်ကဒုတန်မှာခမားလာတိုက်လဲဆိုပြောပြောတော့ဘောနော်အဲ့လိုဖြစ်စဉ်မျိုးတွေကပြင်းမှာပူပူပြီးတော့များလာပြီအခုရဲဆိုတဲ့ကောင်တွေတဲမှာလည်းဒါမျိုးပုံစံမျိုးတွေပူပြီးတော့များလာတော့မယ်ဘောနော်အဲ့ကြတော့သူတို့ချင်းချင်းကြားမှာစီလုံးညင်ညွတ်မှုတွေမရှိတော့ဘူးဖီယိုဖီယဲပုံစံမျိုးတွေဖြစ်နေတဲ့အချင်းချင်းအပြစ်တင်တာမျိုးတွေဖြစ်နေတဲ့အဲပြီးတော့ကြတော့အမိတ်မနာခံမှုတွေဖြစ်နေတယ်ဆိုတဲ့ဟာကပူပူပြီးတော့များလာပြီဆိုတဲ့ဟာကိုလည်းဝမ်းသာစရာသိရတယ်ဘောနော်နောက်တစ်ခုကကြတော့ဒါဟာကာသတင်းဘောနော်ဟာကာ ဟာခောက်တိမ့်မယ်ဆိုပြီးတော့တလင်းတက်ဖွဲ့တွေကပြောပြီးကနေကတဲ့ဒါထွက်ပြေးတဲ့သူတွေပေါ့နော်ထွက်ပြေးတဲ့သူတွေပို့ပြီးတော့များလာတယ်အဲ့လိုထွက်ထွက်ပြေးတဲ့အကြောင်းတွေကိုအထက်ကိုသတင်းမတင်မဲနဲ့ပေါ့နော်လုံးဝဖုံးဖိနေတယ်အောက်မှာဘာလို့လဲဆိုတော့အထက်ကတိသွားပြီဆိုရင်သူတို့ကိုအေးယူလာတယ်ရှိလာမယ်အာအဲ့လိုမျိုးအေးယူလာတွေယာရုချလာတွေအပြစ်ပေးတာမျိုးတွေရှိမှကြောက်တဲ့အတွက်သူအထက်ကိုသတင်းမတင်မင်းနဲ့အောက်မှာကြိတ်ပြီးတော့လိုက်ရှာနေကြတယ်အဲအကြောင်းမလို့ဒါမျိုးရဲ့အဝင်ထွက်လမ်းတွေပိတ်ပြီးတော့ပါလိုက်ရှာနေတယ် အဲတချို့ကကြောက်လေဒါလက်နဲ့တွေပါယူသွားတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲကြောင့်မနေခြင်းလို့ပြေးတာမဟုတ်တော့ဘူးအခုကမနေရဲလို့ပြေးတဲ့အဆင့်ဖြစ်သွားပြီအဲကြောင့်တလိုင်းတစ်ဖွဲ့တွေကဟိုလေနဲ့ပဲပြောရသေးတယ်မင်းတို့လာတိုက်မယ်ဆိုရင်လေနဲ့ပဲပြောရသေးတယ်အမှန်ဆိုရင်တော့အဲ့လိုမျိုးပြောလာပြီဆိုရင်ဒါတို့အတွက်အခွင့်အရေးလို့တို့ကသတ်မှတ်ကြတာအရင်ကဘာလို့ဆိုတော့တို့စစ်ကဘယ်ချိန်တိုက်မလဲဆိုတာကိုမသိဘူးအမြဲတမ်းအသင့်ဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးပဲတို့ကနေခဲ့ကြတာအဲအခုလိုမျိုးတို့ကိုလာတိုက်မယ်ဆိုပြီးတော့တေချာပြီဆိုတဲ့ခါကျရင်တို့တေချာဖို့ပြင်ဆင်တာပေါ့ ငါတို့တိုက်တော့မယ်လို့ပြောထားပြီးပြီအဲ့ဒါကြောင့်ငါတို့တေချာပေါက်ပြင်ဆင်ရမယ်အဲ့အဲ့ဟာတို့တို့ကမဟာအခွင့်ရေးတို့ကိုလာတိုက်မှမတိုက်ဘူးဆိုတာကိုတို့သိသွားတဲ့ဟာကမဟာအခွင့်ရေးဒါပေမဲ့အဲ့လိုမျိုးမဟာအခွင့်ရေးကိုတို့ကရင်တော့ကတော့ပြင်ဆင်တယ်အခုကျအဲ့လိုမဟုတ်တော့ဘဲနဲ့အဲ့လိုမျိုးလာတိုက်မယ်လို့သိသွားတဲ့အမျှထွက်ပြေးတဲ့အဆင်ဖြစ်သွားအခုက ဲတော်လိုင်းတက်ဖွဲ့တွေကလေနဲ့တင်တိုက်လို့ရတဲ့အဆင်ဖြစ်သွားပါဗျာအဲကျုံးတာတော့ကျုံးပါပဲရှေ့မှာလည်းအဲ့လိုပြောပြောပြီးတော့ကျုံးခဲ့ကြတဲ့မျိုးတွေရှိတယ်ဗောနော်အဲကြာအခုလည်းကျုံးပါဒါပေမဲ့ခုနလိုမျိုးထွက်ပြေးတယ်ဆိုတဲ့သူတွေကဒါရွေးချယ်မှုမှန်တယ်လို့ပြောအောင်တော်လိုင်းတက်ဖွဲ့တွေစီကိုလက်နက်တွေပါယူပြီးတော့အလင်းဝင်တာမျိုးတွေအဲလက်နက်တွေပါယူပြီးတော့ဒါခိုးလုံတာမျိုးတွေပူပေါင်းတာမျိုးတွေလှုပ်တင်တယ်တိုက်ပွဲမဖြစ်ခင်မှာအဲ့လိုလှုပ်တာမှန်တယ်ရအောင်ပြေလွတ်အောင်ပြေတက်ဖွဲ့တွေကတကယ်ကူညီပေးလိမ့်မယ်ဗောနော် ဒါပေမဲ့ခုနကလိုတိုက်ပွဲဖြစ်သွားပြီဆိုတဲ့ခါကျမှတော့ကျွန်တော်ဒီခုဗမော်ဖြစ်စင်မှာတခုကြုံပါလေတိုက်ပွဲဖြစ်သွားပြီဆိုတဲ့အချိန်ကျမှအာကျွန်တော်ဒီအမျိုးဆွေဒါမှမဟုတ်လေကျွန်တော်ညီကျွန်တော်အကိုပေါ့နော်ဒီလိုမျိုးပိတ်မိနေတယ်အာအဲ့လိုမျိုးကြရင်ကျွန်တော်တို့ကလောကကံကအရန်ခက်တယ်တပ်ဖွဲ့တွေကလည်းကျွန်တော်တို့နဲ့အမြဲတမ်းဆက်သွယ်ရှိနေရသားနဲ့အခုမှဒီလိုပြောတာတော့ကျွန်တော်တို့အဆင်ပြေနိုင်ဘူးဘာဖြစ်လို့လဲတပ်ဖွဲ့တွေကိုယ်တိုင်လည်းတိုက်ပွဲဝင်နေကြရတယ်အသေးရှင်လုံနေကြရတာပေါ့နော်အာကြအဲ့လိုအနေထားရောက်မှကျွန်တော်တို့ကူညီပေးပါချိတ်ဆက်ပေးပါဆိုရင်ကျွန်တော်တို့လည်းပြောရဆိုရတာအရန်ခက်တယ်ပေါ့နော်အခုလိုအနေထားမှာ ဒီလိုမျိုးသွားခြင်းနဲ့ဆိုရင်လာခဲ့လုပေးမယ်ပေါ့နော်ပြီးရင်တပ်ဖွဲ့ရင်နဲ့ကျွန်တော်ချိတ်ဆက်ပေးမယ်အသက်အနည်းလုံးဝအာမခံတယ်ပြီးတော့ကိုယ့်ရဲ့ရွေးချယ်မှုစိုက်တာရွေးချယ်လို့ရတယ်ခုနလိုအေးအေးဆေးဆေးနေခြင်းနဲ့ဘဝကိုရွေးချယ်ပါလားတော်လိုင်းမှာပြန်ပါဝင်ပါလားပြီးတော့ဘယ်နေရာဘယ်ဒေသသွားခြင်းလဲဒါမျိုးတွေအားစတပ်ဖွဲ့တွေကလုပေးနေရရှိတယ်မိသားစုတွေနဲ့အားစတွေ့ဆုံလို့ရအောင်စီစဉ်ပေးနေရရှိတယ်ပေါ့နော်အဲ့တော့အဲ့ဟာတွေအတွက်ကိုမပူပါနဲ့ဒါအတိအကျတော့တိုက်ပွဲမဖြစ်ခင်မှာကူပြောင်းမှုတွေကကျွန်တော်တို့လုပ်ပေးရတာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော် ဲ့တော့အခုလက်ရှိအချိန်တည်းကတော့ခုနဒလိုင်းတပ်ဖွဲ့တွေကတိုက်မယ်လို့ပြောလိုက်တဲ့အနေထားမှာတော့မှပဲဒါစစ်တပ်ထဲမှာဖြစ်နေတဲ့ပုံစံကလောကငါတို့ကတော့ဒီတိုက်ပွဲဖြစ်လာတဲ့အထိမဆောင်နိုင်ဘူးငါတို့ကတော့ပြေးမယ်ပေါ့နော်ပြီးတော့အရင်တော့လိုမျိုးမနေချင်လို့ပြေးတာမဟုတ်တော့ဘဲနဲ့မနေရဲတော့လို့ပြေးတဲ့အဆင့်တွေဖြစ်လာပြီပေါ့နော်ဒါလည်းတကယ်အားရစရာကောင်းတယ်နောက်တစ်ခုကတော့ဒါငိမ့်စားဘူးဘူးချုပ်ဒါချို့ထုံးအောင်ပေါ့နော်ရှင်းလင်းခံရတဲ့ NTB မှတ်တမ်းကိုထောက်လိုင်းရေးကစစ်တပ်ကထောက်လိုင်းရေးရရသွားဆိုပြီးလဲသတင်းတွေတက်လာတယ်အဲဥစ္စာနဲ့ဒါတိုက်ဆိုင်ဆစ်ဆေးပြီးတော့ဒါလိုက်ရှာမယ်ဆိုပြီးတော့လဲ လောက်တာတွေရှိတယ်ဒါကအဲသူတို့ဘက်ကသတင်းလွှင့်တာလည်းဖြစ်နိုင်တယ်လို့ပေါ့နော်အဲတကယ်ရရှိတဲ့သတင်းပေါ်မူတည်ပြီးတော့တပ်ဖွဲ့တွေရှောင်ရှားလို့ရောက်အောင်ဒါပြောတာလည်းဒါဟုတ်တယ်ပေါ့နော်အဲဒါပေမဲ့တပ်ဖွဲ့အနေနဲ့ကဒီလိုအချိန်မှာတော့လုံခြုံပြီကျွန်တော်ကတော့ဒါပြောလို့ရတယ်ပြောနိုင်တယ်ပေါ့နော်ပြောနိုင်တယ်တပ်ဖွဲ့တွေကဒီဥစ္စာတွေကိုစပြီးတော့လုတ်ပါပြီဆိုတဲ့ကအဲ ဟိုလုံအောင်ပြန်ပြီးတော့အောင်မြင်ပြီးတဲ့အချိန်မှာအဲခုနလောက်အကောင့်ထဲဖို့မယ်မရှင်းအောင်မြင်မယ်အောင်မြင်ပြီးရတဲ့ပြန်ပြီးဆုတ်ခွာရမယ်အဆင့်တွေထိတွေးပြီးတော့လှုပ်ဆောင်ကြတဲ့အဆင့်တွေဖြစ်လာပြီအဲကြောင့်ဘလိုပဲဖြစ်ဖြစ်လုံခြုံလုံခြုံမှုကတော့ရှိကိုရှိလိမ့်မယ်အဖွဲ့တွေဘက်ကလည်းဒါကိုစိတ်မကူပါနဲ့ဆိုပြီးတော့ပြောထားရသိရတယ်ပေါ့နော်အဲ့တော့စစ်တပ်ဘက်ကဘာလုပ်မလဲဆိုတော့အခြားသူတွေကိုလိုက်ပြီးတော့ရမယ်ရှာပြီးဖမ်းဆီးတာမျိုးတွေပြစ်မှတ်ထားပြီးဖမ်းဆီးတာမျိုးတွေလုပ်လိမ့်မယ်သူတို့ကတရုတ်ဆန်နဲ့ပတ်သက်ရင်အေးအဲ့တုန်းကပြစ်ခတ်ခံရတယ်ပေါ့နော်အဲ့ပြစ်ခတ်ခံရတဲ့ ဒါလက်သက်တရားခံအခုဒီလွတ်နေတုန်းလားဆိုပြီးတော့ဒါထူထောင်းတာတွေကိုသူတို့ကမခံနိုင်လို့အတွေ့တဲ့သူတွေကိုဆွဲပြီးတော့ဖမ်းပြီးတော့အတင်းကျပ်ဝန်ခံခိုင်းတာမျိုးတွေအများအားလှုပ်ဆောင်လေးရှိတယ်။အဲကြအဲ့အတွက်ကိုတော့ဒါတတိထားကြစေချင်တယ်ပေါ့နော်။အဲဒီကောင်တွေနဲ့ဝေးဝေးလန်လန်မှာနေပါ။ဒီကောင်တွေနဲ့အဆက်ဆက်မလုပ်ပါနဲ့။အဲ့ဒီလိုမျိုးတွေဖမ်းဆီးခံရနိုင်တဲ့ဒါဘေးကနေရာကနေလဲ looking out နေကြစေချင်တယ်တတိထားကြစေချင်တယ်ပေါ့နော်။အဲ့တော့ဒါကတော့ဒီအထက်မှာသိရတဲ့ ထဲတဲကအခြေအနေပေါ့အထဲတဲကအခြေအနေကိုကျွန်တော်ဒီသလောက်လေးပြန်ပြီးတော့ဝင်မြပြရဖြစ်ပါတယ်နောက်ထပ်လည်းကျွန်တော်စုံစမ်းသိရှိရသမျှအတွင်းကအကြောင်းအရာတွေသူတို့တွေဘလောက်ထိဖွဲ့စည်းပုံတွေပြတ်နေပြီလဲအဲသူတို့တွေဘလောက်ထိကြောက်လန့်တုံ့လုံနေပြီလဲဆိုတဲ့အကြောင်းအရာတွေကိုလည်းထပ်ပြီးတော့ဝင်မြပေးပါဦးမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်